ကဲဘရာသာတော့အားလုံးပဲမင်္ဂလာပါနော်ဘရာသာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ဒီပေါ်တော့ Binance ကနေပြီးရောတလကို3 USDT ကနေပြီးရော Massive USDT ကြာရနိုင်တဲ့ဒီပေါ်တော့ ဂိမ်းလေးကိုကျွန်တော်ပြပြပေးမှာပေါ့နော်ဒီဂိမ်းလေးကကျွန်တော်တော်တော်များများလေးသိလောက်တယ်ဒီကောင်ကဘာလဲဆိုရင်တော့ကျွန်တော် re အာ repacket လို့ခေါ်တယ်ပေါ့နော်။သူကကျတော့ကျွန်တော်တို့ဒီတခြားသူတွေကလက်ဆောင်နေပေးတာအဲ့အရာလေးတွေကိုကျွန်တော်တို့ကဖြည့်ပြီးတော့မှ coin လေးယူရတာပေါ့နော်။ Okay အဲ့တော့ကျက်ကောင်လေးတွေကကျွန်တော်ဘယ်လိုလုပ်ကြမလဲ။တစ်လကို3 USD ကနေ6 USD တီကြာဘယ်လိုရအောင်ရှာကြမလဲပေါ့နော်။အဲ့အရာလေးကိုကျွန်တော်ကပြပြပေးမယ်။ Okay အဲ့တော့ကျွန်တော်တို့တွေကဒီမှာပေါ့နော်ဒီ Binance ထဲကိုဝင်မှာ ဒါက Binance ရှိတဲ့သူတွေပေါ့နော် Binance ရှိတဲ့သူတွေ Binance KYC အောင်တဲ့သူတွေအတွက်ပါ Okay အဲ့တော့ကျွန်တော်တို့ဒီမှာ Binance လည်းရှိရယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ asset 34ကိုနှိပ်ပါ home base က asset 34ကိုနှိပ်ပါ Okay ဒါဆိုကျွန်တော်နှိပ်လိုက်ပြီးနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ mo ကိုရွေးလိုက်ပေါ့နော် mo ကိုရွေးပြီးသွားရင်ကျွန်တော် scalper မှာ RED ဆိုပြီးရိုက်လိုက်တာနဲ့ရင်သူကပေါ်လာပြီပေါ့နော်အပေါ် repackage ဆိုပြီးပေါ်လာမယ်ပေါ့နော်အကောင့်လေးကိုကျွန်တော်ကနှိပ်မယ်နှိပ်ပြီးသွားရင်သူကဘယ်လိုလုပ်ရလဲဆိုရင်တော့ ကျွန်တော်ဒီမှာမြင်နေရတဲ့အတိုင်းပဲဒီပုံမှာပေါ့နော်ဒီမှာဆိုရင်ဒါကကုတ်ကြီးပေါ့နော်ဒီကုတ်ကလေးကိုကျွန်တော်ထည့်ရမယ်အောက်ကကြတော့ကျွန်တော်တို့ဒီမှာ ကျွန်တော်တို့ဒီကုတ်ထည့်ပြီးမှရတဲ့ coin လေးတွေကိုသူကပြတဲ့ဂျင်းဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာအများကြီးပဲပေါ့နော် coin တွေကသူကရတဲ့ coin တွေကတော့မတူဘူးတစ် coin နဲ့တစ် coin ကမတူဘူး coin ဘောင်းဆုံးရတယ်ပေါ့နော်အဲ့ coin လေးတွေကိုကျွန်တော်တို့ကဘယ်လိုလုပ်မလဲအဲ့ကုတ်ကိုကျွန်တော်တို့ကဘယ်လိုရှာမလဲပေါ့နော်အဓိကဒီကုတ်ပဲပေါ့နော်ဒီကုတ်ကိုကျွန်တော်တို့ကဘယ်လိုရှာမလဲဆိုရင်ကျွန်တော်ရဲ့ channel မှာကုတ်ကိုအချိန်ပြည့်တင်ပြီးပေါ့နော်သူကကျွန်တော်တို့ကုတ်တီးရအများကြီးပဲပေါ့နော်တနားီတွင်းကိုကုတ်30 40လောက်ရှိရပေါ့နော်အဲ့လိုမျိုးတွေတွက်ကြောင်မလို့ကျွန်တော်တို့ဒီဖြည့်နိုင်တဲ့သူတွေကဖြည့်ပါချက်ချင်း င်းလိုက်ဖြီးပေါ့နော်အမှခုချပြီးတဲ့ကုတ်ကိုခုဖြီးနိုင်ရင်သူကပို့ပြီးတော့မှလက်ဆောင်လေးပို့များရပါတော့ဆိုတော့ကျွန်တော်ဒီမှာအောက်ဆုံးကကျွန်တော်ကုတ်တစ်ခုကိုကျွန်တော်ရွေးချက်လိုက်မယ်ခေဒါဆိုရင်ကျွန်တော်ဒီကောင်ရွေးချက်ပြီးသွားရင်ကျွန်တော်တို့တွေကဒီမှာလာပြီးတော့မှထည့်မယ်ပေါ့နော်ထည့်ပြီးသွားရင်ကျွန်တော်တို့ကကြည့်လိုက်မယ်ဆိုရင်ဘာကွာနေရမှာလဲပေါ့နော်အဲဒါဆိုရင်သူက repacket having fully clean ဆိုတာကသူကဘာပြောလဲဆိုရင်ဒါကျွန်တော်ကနောက်ကျသွားပါဘောနော်ဒီ ကုတ်ကိုသူကဖြီးတဲ့သူတွေကပြည့်သွားပြီပေါ့နော်အပြည့်သွားပြီအဲ့ဒါကြောင့်မလို့သူကအမြန်ဖြီးမရရပေါ့နော်ဖြီးတဲ့သူတွေများတာလည်းရှိတယ်တချို့ကုတ်တွေကကျတော့ဖြီးတဲ့သူနည်းတာလည်းရှိရပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ကုတ်ကိုပဲကျွန်တော် ပြောင်းလိုက်မယ်ပေါ့နော်သူကဒါဆိုရင်ကျွန်တော်ခုနကမှ20မိနစ်ပဲရှိသေးတယ်5မိနစ်လောက်ပဲရှိသေးတယ်เนาะပြည်သွားတာတွေရှိရပါတော့ခေဒါဆိုရင်ကျွန်တော်နောက်တစ်ကုတ်ကိုထည့်ကြည့်မယ်โอเคဒါဆိုရင်သူကလူမပြည်သေးဘူးပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ open ကိုနှိပ်ကြည့်မယ်ပေါ့เนาะ โอเคဒါဆိုရင်ဝင်းကွင်0.001ကွင်ရပါဘောเนาะသူကဒေါ်လာလေးလည်းပြထားတယ်ဘောเนาะအဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်နောက်ထပ်ကုတ်ဒီများရှိတယ်ဒါဆိုရင်ဒီမှာကျွန်တော်ကုတ်ဒီချပေးရမယ့်ကုတ်ဒီအဲကျွန်တော်ကအချိန်ပြီးချပေးမှာဘောเนาะဒါကိုကျွန်တော်ကိုက live ပြီးတော့မှဖြည့်မယ်ဆိုရင်ကျွန်တော်တို့အနည်းဆုံးတော့ကျွန်တော်ပြောသလို 3USD ကနေ 4USD ကြာရနိုင်တယ်ပေါ့5 USD 6USD ကြာလောက်ကိုကျွန်တော်ရနိုင်တယ် โอเคဒါဆိုရင် ကျွန်တော်တို့တွေကဒီ coin လေးကိုဘယ်လိုပြန်လောရမလဲပေါ့နော်ဟင် coin လေးတွေကနည်းနည်းလေးပဲကျွန်တော်အဲโอเคနည်းနည်းလေးပါပဲပေါ့နော်အဲကျွန်တော်ရတဲ့ coin တွေကိုကိုပိုင် wallet ထဲကိုလာမယ်ဒီမှာဆိုရင်ရတဲ့ coin တွေပေါ့နော်သူကပေါင်းပေးထားတယ်အဲပေါင်းပေးထားတာကိုကျွန်တော်တို့တွေကဒီ coin တွေကိုပြန်ပြီးမှ USDT ကိုပြန်ချိန်လို့ရရပေါ့နော်အဲအဲ့လိုလေးပြန်လို့လို့ရတယ်အဲ့ဒါကိုဘယ်လိုချိန်မလဲဆိုတာကျွန်တော်ပြပြပေးမယ်ဘယ်တော့ကျွန်တော်ဒီမှာချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင်အစင်ပြေတဲ့ coin တကူကျွန်တော်အရင်ယူလိုက်မယ်ပေါ့နော် โอเคဒီမှာပေါ့เนาะဒါဆိုရင်ကျွန်တော်ဒီမှာကကျွန်တော်လက်ဆောင်ရထားတဲ့ banana coin တွေကိုကျွန်တော်ကဒီမှာအဲရှိရပေါ့နော်အဲ့ coin တွေကိုကျွန်တော်က USD ပြောင်းมาဆိုတော့ကျွန်တော်ဒီမှာဆိုရင် converse ကိုကျွန်တော်ယူလိုက်မှာပေါ့နော်အဲ့ coin ကိုကျွန်တော်နှိပ်ပါ coin ကိုကိုချိမ့်မဲ့ coin ကိုပေါ့နော်ကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်အောက်ကလေးကိုဆွဲပြီးသွားရင် converse လောက်တာပေါ့နော်ဒီမှာ converse ဆိုတာရှိတယ်အဲ့ကောင်လို့ကျွန်တော်နှိပ် နှိပ်ပြီးသွားရင်ကျွန်တော်တို့တွေကဒီမှာဆိုရင်ဒီမှာဆိုရင်သူကအပွားခွန်းကဘနာနာကွိုင်နဲ့အောက်ကကိုချင်းညင်တဲ့ကွိုင်ပေါ့နော်။ဟိုကျွန်တော်က USDT ချိန်မှာဆိုတော့ကျွန်တော်ရအောက်ကကောင်ကို USDT UAB လိုက်မယ်။ဒါတွေကတော့ဘာဘာဒီပေါ့နော် mining ဆော့တဲ့သူတွေကတော့မစိမ့်လောက်ဘူးလို့ကျွန်တော်ထင်တယ်။ဟိုဒါဆိုရင်ကျွန်တော်မှရှိတဲ့ကွိုင်အကုန်လုံးပေါ့နော်။သူကတက်မှတ်ထားတာကဘနာနာကွိုင်1.9ကနေစပြီးတော့မှသူကဒီပေါ့နော် ချိန်လို့ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကအကုန်ထည့်လိုက်မယ်ပေါ့နော်အကုန်ထည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီ coin ချိန်မယ်ဆိုရင်0.01 1h ဒီမှာပေါ့နော်သူပြထားတဲ့ coin ရမယ်ပေါ့နော် USD ရမယ်ပြီးတော့ကျွန်တော်ချိန်လိုက်မယ်ချိန်ပြီးသွားပြီဆိုရင်သူကအောက်က please ဒီမှာပေါ့နော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်ပြန်နှိပ်ပေးရမယ်။ဒီခဏဆောင်ပေးလိုက်မယ်။ confine ကိုကျွန်တော်တို့နှိပ်ပေးလိုက်မယ်ပေါ့နော်။ဒါဆိုရင် okay ။ညဒီမှာနှိပ်ပေးလိုက်မယ်။ โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကချိန်းတာအောင်မြင်သွားပြီပေါ့เนาะဒါကိုချိန်းတာအောင်မြင်သွားပြီโอเคဒီမှာလဲ complete ပြသွားပြီပေါ့เนาะဒါဆိုရင်ကျွန်တော်ထွက်ကြည့်မယ်ထွက်ကြည့်လိုက်တဲ့ချိန်မှာကျွန်တော်မှာ banana point ကဒီမှာပေါ့เนาะမရှိတော့ဘူးပေါ့เนาะ coin ကတစ်ခုမှမရှိတော့ဘူးပေါ့เนาะဒီမှာ banana point ပျောက်သွားပြီကျွန်တော်အကုန်လုတ်လိုက်တာဖြစ်တဲ့တော့ coin မကြံခဲ့တော့ဘူးပေါ့เนาะအဲ့လိုလေးလေကျွန်တော် short ချလို့ရတယ်ဒီထဲမှာလာပြီးတော့မှဒီမှာ coin လာပေါင်းသွားရပါတော့ခုနက USDT လာပေါင်းသွားတယ်အဲအဲ့လိုလေးကျွန်တော်တို့ကလုံးလို့ရရပြန်နော် ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီကောင်လေးစော်နီးလေးကိုတိလောက်ပြီးလို့ကျွန်တော်ထင်တယ်။ဒါဒါလွယ်လဲလွယ်တယ်ပေါ့နော်။ဒီကောင်လေးတွေကအဆင်ပြေတယ်။နည်း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 ချင်းစုသွားပြီးတော့မှတလောက်ကိုကျွန်တော်ပြောတော့ကျင်းနေပေါ့ရတယ်ပေါ့နော်။လုံးကြည့်ပါ။အကုတ်တွေကိုလည်းကျွန်တော်ရဲ့ဒီ channel မှာပေါ့နော်။ကျွန်တော်ဒီ channel ရဲ့ link ကိုလည်း description မှာ link ချထားပေးမယ်။ comment မှာလည်း link ချထားပေးမယ်ပေါ့နော်။အကိုကြိုက်နေတဲ့အရာနေသွားပြီးတော့မှဒီ link တွေကဒီကုတ်တွေဟာပေါ့နော်ကျွန်တော်ကအဆက်မပြတ်တင်ပေးတာပေါ့နော်။ အာဒီကုတ်တည်းကတည်းကအချိန်နဲ့အမျှတော့တပြေးတပြေးညီလေးပြောင်းလဲနေရပေါ့နော်ဒါလေးတို့ကိုကအမိရလိုက်ထဲရင်ကျွန်တော်ကျင်းစီပေါ့ကျွန်တော်ပြောတဲ့မောက်ပမာဏကိုတလားနေရပါလိမ့်မယ်ပေါ့နော်โอเคအဲ့တော့ဗီဒီယိုလေးလောက်ပါပြီပေါ့နော်ဗီဒီယိုကိုဆုံးကြည့်ပဲဘရာသာအားလုံးကိုအထူးအကျေးဇူးတင်ပါတယ်နော်ဘိုင်ဘိုင်